ထိုင်းနိုင်ငံကန်ချနာပိုရီပြည်နယ်ကနေတဆင့်ထိုင်းမြန်မာနယ်စပ်ဖြတ်တန်းသွားလာရင်းနဲ့ပို့ဆောင်ရေးဆိုင်ရာတွေကိုထိုင်းနိုင်ငံဘက်ကနေဖြေရှင်းမှုတချို့ရှိခဲ့တယ်လို့ထိုင်းနိုင်ငံဘက်ကလာတဲ့သတင်းတွေအရသိရပါတယ်။စက်တမ25ရက်နေ့ဒေသစံတော်ချိန်မိုးလဲတနိုင်ခွဲခန်းကကန်ချနာပိုရီမြို့ပြည်နယ်အုပ်ချုပ်ရေးမှုရုံးမှရှိတဲ့ခွဲရိုင်ခန်းမှာမှာ ထိုင်းမြန်မာနယ်စပ်ဖြတ်တန်းသွားလာရင်းနဲ့ပို့ဆောင်ရေးဆိုင်ရာကိစ္စရပ်တွေနဲ့ပတ်သက်ပြီးထိုင်းမြန်မာနယ်စပ်ညွှန်ကြားရေးဗဟိုကော်မတီအစည်းအဝေးတရက်ပြုလုပ်ခဲ့ပါတယ်။အဲ့ဒီအစည်းအဝေးမှာလူသားချင်းစာနာထောက်ထားမှုအနေနဲ့ထိုင်းမြန်မာနယ်စပ်ဖျားသုံးစုဒေတာတလျှောက်မှာရှိတဲ့နေအိမ်တွေနဲ့အများပြည်သူပိုင်းအဆောက်အုံတွေပြုပြင်ထိန်းသိမ်းနိုင်မှုအတွက်ဖျားသုံးစုနယ်စပ်ကိကနေတဆင့်လောင်စာဆီနဲ့စောက်လုပ်ရေးပစ္စည်းတွေတင်ပို့မှုကိုဖြေလျှော့ခွင့်ပေးဖို့အတွက်ပြန်လည်စဉ်းစားသုံးသပ်ဖို့သဘောတူညီခဲ့ကြတယ်လို့သိရပါတယ်။ အဲ့လိုပဲထိုင်းစိုးရရဲ့နေဆက်ရေးရနဲ့ပတ်သက်တဲ့မူဝါဒနဲ့အမျိုးသားလုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက်တွေနဲ့အညီနေဆက်တလျှောက်တရားမဝင်မှုတွေကိုတားဆီးနေနေမှုအစီအမံတွေဆက်လက်ချမှတ်ထားကြောင်းလဲထိုင်းသတင်းတွေကဆိုထားပါဗျ။ ။ဒါပြင်ပြီးခဲ့တဲ့6လတာကာလအတွင်းလုပ်ငန်းတွေလုံဆောင်ခဲ့မှုတွေရဲ့ရလဒ်တွေကိုအကဲဖြတ်သုံးသပ်ခဲ့ပြီးတဲ့နောက်ကန်ချနာပူရီခရိုင်မှာရှိတဲ့ဗန်ဖူနရွန်ဒေသမှာအမြဲတမ်းနေဆက်ဖြတ်သန်းရေးခဲ့ပြုလုပ်ပြီးနိုင်ငံနယ်ဆက်တည်ငြိမ်မှုဖြစ်လာပါကလူပုတ်ကိုယ်တွေရှင်တွေနဲ့ကုန်ပစ္စည်းတွေပုံမှန်အတိုင်းဝင်ထွက်သွားလာခွင့်ပြုဖို့နဲ့သက်ဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ဥပဒေနဲ့စည်းမျဉ်းစည်းကမ်းတွေနဲ့အညီလိုက်နာဆောင်ရွက်ဖို့အစိုးရအစည်းအဝေးမှာသဘောတူခဲ့တယ်လို့သိရပါဗျ။ဒါအပြင် ထိုင်းနိုင်ငံစံခလဘော်ရီမြို့နယ်ဖျားသုံးစုဒေသခရီးသွားလာရည်အတွက်ယာယီနေဆက်ဖြတ်တန်းရေးဂိတ်ဖွင့်လှစ်ဖို့လဲသဘောတူညီခဲ့ပါတယ်။ဒါပေမဲ့လည်းထိုင်းနိုင်ငံဘက်ကနေမြန်မာဘက်ကိုသွေတမ်းမဲ့လျှက်စစ်မီနဲ့အင်တာနက်လိုင်းဖြတ်တောက်ထားမှုနဲ့စက်သုံးစီတင်ပို့မှုကတော့ဆက်လက်ဆိုင်းငံ့ထားအောင်မှာဖြစ်ကြောင်းလည်းသိရပါတယ်။ဒီအစည်းအဝေးရဲ့ရလဒ်တွေဟာနှစ်နိုင်ငံနယ်စပ်လုံခြုံရေးကိုထိန်းသိမ်းတာနိုင်ငံပြည်သူတွေအကြားဆက်ဆံရေးကောင်းတွေကိုညှင့်တင်ပေးတာနဲ့အတူသက်ဆိုင်ရာအဖွဲ့အစည်းတွေလိုင်းနာဆောင်ရွက်ရမယ့်လမ်းညွှန်ချက်မူပေါင်းတစ်ခုဖြစ်လာမယ်လို့သိရပါတယ်။